တနိုင်ကံလုံးကကုန်းဝါသူတွေကိုစိန်ခေါ်ပြီးတော့ကုန်းပြင်ဖြစ်ချင်နေတဲ့ရှစ်နှစ်ရွယ်ကလေးအားလုံးမင်္ဂလာပါဆယ်လီတိုင်းနီယိုတီဗီပိတ်ကနေပြန်လည်ဟာကြိုဆိုလိုက်ပါရစ်ကမ္ဘာပေါ်မှာဘယ်သူမှမတွေ့နိုင်တဲ့ပြိုင်ပွဲတွေကိုမြန်မာနိုင်ငံမှာတွေ့နိုင်ပြီးတော့အခုတခါမှပေါ်ထွက်လာတာကတော့အသက်ရှစ်နှစ်ရွယ်သားရှိသေးတဲ့ကုန်းပြင်ဖြစ်ပါရစ်ရှစ်နှစ်ရွယ်သားရှိသေးတဲ့ဒီကလေးလေးကအသက်၄နှစ်ရွယ်လေးကကုန်းစားလာခဲ့တာဖြစ်ပြီးကုန်းပြင်ဖြစ်ချင်နေတဲ့သူပါ ကွန်ဆာလာတာလေးနှစ်တက်တန်းရှိပြီဖြစ်ပြီးတော့တစ်ချိန်တည်းမှာနေ900ပေါင်းများစွာကိုဝါစားပြနိုင်သူဖြစ်ပါတယ်။ရှင်းနေရွယ်ကလေးတယောက်ကကွန်ဆာဖို့ငယ်သေးတဲ့အသက်ဖြစ်ပေမဲ့လေအနီးနားမှာရှိတဲ့သူတွေကမျှောက်ပေးတာကြောင့်ဂုံမယူသင့်တာကိုဂုံရှုပြီးသူနဲ့ကွန်ပြိုင်နိုင်တဲ့သူကိုစိန်ခေါ်ထားပါတယ်။ကိုရကိုကိုတိုင်းလဲရှာပြပြီးတော့စားနိုင်တယ်လို့ကွန်မှုတာလည်းမရှိတာကြောင့်သူနဲ့ရှင်ပြီးစားနိုင်မဲ့သူကိုတွေ့ကျင်နေပါတယ်။မြန်မာနိုင်ငံမှာ920လုံးကိုတစ်ပြိုင်တည်းစားနိုင်တဲ့သူတယောက်ရှိပြီးသူကလည်းကိုယ့်ကိုကွန်ပြိုင်ပြည့်ခံထားတဲ့ ူဖြစ်ပါတယ်။ကွန်ဘီယန်ကတရားထင်းနဲ့ကွန်ရက်ပိတ်တာလိုက်စားပြနိုင်တာကြောင့်မြန်မာနိုင်ငံမှာသူ့ကိုကြော်နိုင်မဲ့သူမရှိသေးဘူးလို့ယုံကြည်ထားပါတယ်။ကွန်ရွာအတွက်တရက်ကိုသုံးသားဖို့ကုန်ကြခံနိုင်ပြီးတော့ကွန်ရွာတွေစားပါများလာတဲ့အခါသူ့ရဲ့သွားတွေကလည်းမမြင်ရတော့ပါဘူး။ကွန်ဘီယံကိုကွန်ရွာရီများကြီးစားတဲ့အခါကင်ဆာယောဂါဖြစ်နိုင်ခြေများလာကြောင်းလျှော့စားဖို့ပြောကြပါရည်။ဒါပေမဲ့သူတို့တော့ကွန်ရွာမစားရရင်လေဘဝကအထိပယ်မရှိတော့လို့ကွန်ကိုတော့လုံးဝမဖြစ်နိုင်သလိုကွန်စားလို့လည်းနောင်တမရဘူးလို့ဆိုပါရည်။ ုံးပြင်ကိုအားကျနေတာကြောင့်ရှင်းနေရွယ်ကလေးကလည်းကုံးပြင်စားဖို့အတွက်စိန်ခေါ်ထားတာပါကုံးပြင်ကတော့ရှင်းနေရွယ်ကလေးကိုငယ်သေးလို့ဒီသက်ရွယ်မှာကုံးမစားစေချင်သေးပါဘူးအသက်ငယ်ငယ်ရွယ်မှာကုံးစားခဲ့တာကြောင့် မှညံတွေအားနေပြီးပညာရဲ့တစ်ခုခုကိုသင်ယူတဲ့အခါမှာအချိန်ကြာကြာသင်ယူရပါတယ်ဒါကြောင့်မမြောက်ပေးတင်တာတွေမမြောက်ပေးဖို့အတွက်ကုံးပြင်ဟာရှင်းနေရွယ်ကလေးကိုဆုံးမထားပါသေးတယ်ရှင်းနေရွယ်ကလေးကတော့ဒီသက်ရွယ်မှာသူ့လောက်ကုံးစားနိုင်တဲ့သူမရှိလို့ခေါ်ယူနေပြီးပြိုင်ပွဲမရှိတာကြောင့်လူကြီးတွေကိုစိန်ခေါ်နေတာပါရှင်းနေရွယ်မှာကုန်းကိုရှာပေါင်းများစွာစားနေ နေရင်အသက်ကြီးတဲ့အထိခံနိုင်ရရှိမှာမဟုတ်ပဲကျန်းမာရေးထိခိုက်နေတဲ့အကြောင်းကိုပြောကြားပါရစေ။ ။ကျောင်းနေရာမဲ့ကလေးရွယ်ကကိုင်းရရေဒီလောက်စားနေတာကိုမိဘတွေနဲ့ဆရာမတွေကမတားမြစ်ဘူးလားလို့သိချင်နေကြပြီးမတက်ကောင်းတဲ့တက်တွေကြောင့်ချားကလေးတွေတူယူမှမှကိုယ်လေးစိုးရိမ်နေကြပါရဲ့။မြန်မာနိုင်ငံမှာကွန်စားတဲ့တရေဟာရှင်းလုံးကမင်းတွေလက်ထက်ကလေးကရှိခဲ့ပြီးကွန်စားပြိုင်ပွဲဆိုတာ ကတော့မရှိသလောက်ရှာခဲ့ပါရဲ့။အခုတော့ကွန်စားရင်းနဲ့ထင်ပေါ်ကျော်ကြားချင်တာကြောင့်ရှင်းနေရွယ်ကလေးကကွန်စားဖို့တောင်းမှစိန်ခေါ်နေပါရဲ့။ကွန်စားတာကသူ့ရဲ့ကျမကြီးကိုထိခိုက်နိုင်ပေမဲ့ အနီးနားကသူတွေကအသက်ငယ်ငယ်လေးနဲ့ကွန်စားနိုင်နေဆိုပြီးကွန်းကိုမြမြကြွေးကြပါရီငယ်ငယ်လေးကအကျင့်လုပ်ပေးခဲ့လိုက်လို့ရှင်းနေရွယ်ကလေးလေးမှာအမားမှန်ကိုမခွဲနိုင်ခင်မှာပဲကွန်းကိုရင်ဆွဲလန်းနေပါပြီကွန်းကိုဆွဲသွားတဲ့သူကဖြေရခက်တာကြောင့်ရှင်းနေရွယ်ကလေးတွေတွေးပြီးရွှေလေးနေကြပါရီပြန်ပညာနဲ့ထူးချွန်မှုကို ရှင်ပြိုင်မှုမတွေ့ဘဲနဲ့ကွန်စားပြိုင်ခြင်းနဲ့ကလေးကတော့စိန်ခေါ်ရင်းနဲ့တိမ်ပေါ်ထိလိုက်မယ်ဆိုပြီးတော့ယုံကြည်မှုပြည့်ရှင်နေပါရင်ရှင်နေရွယ်သားရှိသေးပေမယ့်ကွန်စားတာကိုရန်သဘောကြပြီးတနိုင်ကလုံးကကွန်စားသူတွေကိုစိန်ခေါ်ထားတဲ့ဒီကလေးလေးပေါ်မှာဘလို့ချင်းမြင်မိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်နော်